ရန်ဘာသာကိုရစေရမရှိအောင်ပိုးစိုးပတ်ဆက်ဆဲဆူရိုင်းဆိုင်တာတွေလေကောကလောက်တာမဟုတ်ရင်တောင်သူတစ်ပါးကိုပြုတ်တဲ့ကံအကျိုးပေးပဲလေတဲ့ခရိယံဘာသာကိုရစေရမရှိအောင်ပိုးစိုးပတ်ဆက်ဆဲဆူရိုင်းဆိုင်တာတွေလေကောကလောက်တာမဟုတ်ရင်တောင်သူတစ်ပါးကိုပြုတ်တဲ့ကံအကျိုးပေးပဲလေတဲ့ ်အခုလိုအချိန်ကာလမျိုးမှာဒါမျိုးစကားတွေမပြောတင်ဘူးနော်တက္ကတော်တို့ကဥသိန်းကိုစေခွန်ပြောလို့ဥသိန်းကမနာပေမဲ့ဥသိန်းတခွန်းလောက်ပြန်ပြောလိုက်ရင်တက္ကတော်တို့ကဆက်ဆက်ခအောင်နာတာနော်အခုသဘာဝဘေးခံစားနေရတာဟာဗုဒ္ဓဘာသာတူတည်းမဟုတ်ဘူးခရိယန်အစ္စလမ်ဗုဒ္ဓဘာသာဟိန္ဒူအားလုံးခံစားကြရတာအဲ့ဒီလိုအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာ မလိုလားအပ်တဲ့ပဋိပက္ခအသွင်ကိုဆောင်တော့စကားတွေမပြောပါနဲ့တကာတော်တို့ရဲ့ဘာသာမှာတန်ကန်ကြီးအကျိုးဆိုတာမရှိဘူးနော်လာပြီးရောကြော်လားမလို့နဲ့ဥပင်အပူတွေမပြောကျင်ဘူးဒါပဲပြောကျင်တယ်နော်အရှင်ဖရာတတိတော်သိကျင်တာလေးဖြည့်ပေးစေခြင်းပါတယ်ဖရာကဆိုင်ရချင်းဒီပုထုဇဉ်လူသားတွေနဲ့ဆိုင်ပါသလားတကယ်လို့ဆိုင်တယ်ဆိုရင်လူသားတွေကဘယ်လိုအပြစ်လုံးမိလို့လဲဖရာတဲ့ သတုတင်ဂုတ္တရကျမ်းမှာတတဝါတို့အားဖြစ်စည်းမိတန်ဝတ္တက3ပါးဆိုတာဖော်ပြထားပါတယ်။အဲ့ဒီတန်ဝတ္တက3ပါးကဘာတွေလဲဆိုရင်1ရေဖြင့်ဖြစ်စည်းခံရခြင်းအာဘောတန်ဝတ္တက2မီးဖြင့်ဖြစ်စည်းခံရခြင်းတေဇောတန်ဝတ္တက3ရေဖြင့်ဖြစ်စည်းခံရခြင်းဝါယောတန်ဝတ္တကတို့ပဲဖြစ်ပါတယ်။အခုငလျင်လှုပ်တယ်ဆိုတာမြေဒီရေ၌တည်ပြီးခြေဒီလေ၌တည်တဲ့အတွက် မြေအောက်ခံရေပြင်ကိုလေပြင်းတိုက်ခတ်တာကြောင့်ငလျင်လှုပ်ရခြင်းဖြစ်ပါတယ်။ဒါဟာဝါယောတန်ဝတ္တကစိုက်တာပဲဖြစ်ပါတယ်။ဒီကတ်သုံးပါးဘာကြောင့်စိုက်ရတာလဲဆိုရင်ပုထုဇဉ်လူသားတွေရဲ့တန်တမာရှိတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေအားကြီးလာလို့ပဲဖြစ်ပါတယ်။လောဘအားကြီးလာပြီဆိုရင်ရေတွေလွှမ်းပြီးတော့အာဘောတန်ဝတ္တကစိုက်တတ်ပါတယ်။ဒေါသအားကြီးလာပြီဆိုရင်မိတွေလောင်ကျွမ်းပြီးတော့ ေသောတံဝတ္တကတ်စိုက်တတ်ပါတယ်။မောဟအာကြီးလာပြီဆိုရင်တော့ဒီဒီအပြင်းအထန်တိုက်ခတ်ပြီးဝါယောတံဝတ္တကတ်စိုက်တတ်ပါတယ်။ဒါကြောင့်ကတ်ဆိုက်ရခြင်းဟာပုထုဇဉ်လူသားတွေရဲ့တန်တာမာရှိတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေကြောင့်စိုက်ရခြင်းဖြစ်ပါတယ်နော်အရှင်ဖေယျနတ်ပြည်၆ထက်တွင်ဘယ်လိုပုဂ္ဂိုလ်တွေမနေပါတလဲဖေယျတဲ့ဒီမေခွန်းလေးကမေးထားတာ၂ရက်၃ရက်ဖြစ်နေပါပြီ ဦးဇင်းလဲအားလို့အခုမှပဲဖြေလိုက်တာပါ။နတ်ပြည်၆ထက်တွင်ဒါနမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူး။သီလမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူး။ဒါနသီလရှိတဲ့ပုဂ္ဂိုလ်တွေသာလျှင်နေပါတယ်။နတ်ပြည်ယောက်ျောင်းကလည်းအင်္ဂါ၃ပါးရှိပါတယ်။နံပါတ်၁သစ္ဆံပဏိမှန်သောစကားကိုပြောဆိုရမယ်။နံပါတ်၂နာကုတ်စီစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းမရှိရဘူး။နံပါတ်၃အပ္ပံပိဒိသတောင်းခံလာပါက နည်းနည်းဖြစ်ဖြစ်တက်နိုင်တဲ့လောက်ပေးကမ်းလှူဒန်းရမယ်တဲ့အဲ့ဒီအင်္ဂါ၃ချက်နဲ့ညီတဲ့သူတွေသာလျှင်နတ်ပြည်မှာနေရပါတယ်အဲ့ဒီအင်္ဂါ၃ချက်နဲ့မညီတဲ့သူတွေနတ်ပြည်မှာမနေဘူးလို့မှတ်ပါအရှင်ဖေယနတ်ပြည်၆ထက်တွင်ဘယ်လိုပုံကိုယ်တွေမနေပါတလဲဖေယတဲ့ဒီမေခွန်းလေးကမေးထားတာ၂ရက်၃ရက်ဖြစ်နေပါပြီဦးဇင်းလဲအားလို့အခုမှပဲဖြေလိုက်တာပါနတ်ပြည်၆ထက်တွင် ဒါနမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူး။သီလမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူး။ဒါနသီလရှိတဲ့ပုဂ္ဂိုလ်တွေသာလျှင်နေပါတယ်။နတ်ပြည်ယောက်ျောင်းကလည်းအင်္ဂါ၃ပါးရှိပါတယ်။နံပါတ်၁သစ္ဆံပန်းကြီးမှန်သောစကားကိုပြောဆိုရမယ်။နံပါတ်၂နာကုတ်စီစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းမရှိရဘူး။နံပါတ်၃အပ္ပံပိဒိသတောင်းခံလာပါကနည်းနည်းဖြစ်ဖြစ်တက်နိုင်သလောက်ပေးကမ်းလှူဒန်းရမယ်တဲ့။ အဲ့ဒီအင်္ဂါ၃ချက်နဲ့ညီတဲ့သူတွေသာလျင်နတ်ပြည်မှာနေရပါတယ်အဲ့ဒီအင်္ဂါ၃ချက်နဲ့မညီတဲ့သူတွေနတ်ပြည်မှာမနေဘူးလို့မှတ်ပါဘာသာခြားတယောက်ကမေးပါတယ်ဖရာဖရာအလောင်းဝေတန္တရာမင်းကြီးဘဝတုန်းကသာသမီကိုလူခဲ့တယ်ဆိုရင်မိဘဝတရားကရောအလကားလို့မေးပါတယ်ဖရာတဲ့ဥပမာတစ်ခုပြောပြမယ်နော်တင်ဘောကပတိန်တယောက်ဟာ ခရီးတဲ့အယောက်900တင်ဆောင်ထားတဲ့တင်ပေါ်ကိုမောင်းပြီးပင်လေကိုဖြတ်ပါတယ်။အဲ့ဒီခရီးတဲ့တွေထဲမှာသူ့ရဲ့သားသမီးလည်းပါပါတယ်။ထိုအချိန်မှာမမျော်လင့်ဘဲနဲ့တင်ပေါ်ဟာမှုန်တိုင်းမိပါတယ်။မှုန်တိုင်းမိပြီဖြစ်တဲ့အတွက်တင်ပေါ်ကပတိန်တစ်ချက်မှားတာနဲ့တင်ပေါ်မှောက်ပြီးတင်ပေါ်ပေါ်မှာရှိတဲ့လူတွေအလုံးအသက်ဆုံးမှဖြစ်ပါတယ်။ဒါကြောင့်တင်ပေါ်ကပတိန်ဟာတင်ပေါ်ကိုတတိနဲ့မောင်းနေနေရပါတယ်။ ခိုးအချိန်မှာမမျောလင်းဘဲနဲ့သူ့ရဲ့သားဟာတိမ်ဘောဘောကနေလွတ်စင်ပြီးကြသွားပါတယ်။အဲ့ဒါကိုမြင်တဲ့လူတယောက်ကတိမ်ဘောကပ္ပတိန်ကိုလာပြောတဲ့အခါမှာတိမ်ဘောကပ္ပတိန်ဟာတိမ်ဘောကိုလှည့်ပြီးသူ့သားကိုကယ်ပါမလား။စဉ်းစားကြည့်ပါ။မကယ်ပါဘူး။တိမ်ဘောကိုစက်မောင်းသွားမှာပါ။ဘာကြောင့်မကယ်တာလဲ။ဖခင်ဝတ္တရားမရှိလို့လား။ဖခင်စိတ်မရှိလို့လား။မဟုတ်ပါဘူး။အများကိုမျက်ကွက်လို့ပါ။ သူလှည့်ပြီးကယ်လိုက်မယ်ဆိုရင်သင်္ဘောမှောက်ပြီးတော့သင်္ဘောပေါ်မှာရှိတဲ့လူတွေအားလုံးအသက်ဆုံးမှာဖြစ်ပါတယ်။အဲဒီဥပမာအတိုင်းပါပဲ။ဖခင်အလောင်းတွေဖြစ်ခြင်းတဲ့ပါရမီတွေထဲမှာသာသမီကိုဆွန့်လွှတ်ထူတန်းခြင်းဆိုတဲ့ဥဒ္ဒပရိစ္ဆာကဆိုတာပါပါတယ်။ဖခင်အလောင်းဝေတန္တရာမင်းကြီးဟာဖခင်ဝတ္တရားပြက်ကွက်မှာဆို၍သာသမီကိုမလူဘဲနဲ့နေလိုက်မယ်ဆိုရင်ဥဒ္ဒပရိစ္ဆာကဆိုတဲ့ပါရမီပြက်ကွက်သွားပြီဖြစ်တဲ့အတွက် ဖျားဖြစ်မှာမဟုတ်တော့ပါဘူး။ဖျားမဖြစ်တော့ဘူးဆိုရင်တတ္တဝါတွေရဲ့အကျိုးစီးပွားသုတ်ယုတ်သွားပါပြီ။ဒါကြောင့်ဖျားလောင်းဝေတန္တရာမင်းကြီးဟာသာသမီကိုချစ်တော်လေးပဲအများရဲ့အကျိုးကိုမျက်ကွက်တဲ့အနေဖြင့်သာသမီတွေကိုစွန့်လွှတ်လှူဒန်းလိုက်ခြင်းဖြစ်ပါတယ်။ဒီဘဝတရားမကြည်ပွန်ခြင်းလို့မဟုတ်ပါဘူး။